ရှင်ပြုလူတော်မင်္ဂလာအခန္ဓာအနုမောဒနာနှင့်ဩဝါဒတရားရှင်ပြုခြင်းဆိုတာဘုရားဗတ်ဝင်သူတော်စင်တို့အတွက်အမွန်မြတ်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့မြတ်စွာဘုရားသာသနာပွင့်ပေါ်လာတဲ့အချိန်မှာရှင်ပြုမှုဟာ တကယ်ကိုရှူရနေပဲလှုပ်ချတာဖြစ်တယ်ပေါ့ဒါတော့ရဟုတ်လားမြတ်စွာဘုရားသာသနာဝင်ရောက်လာတဲ့အချိန်တုန်းကဆိုလို့ရှိရင်အမွေတောင်းမှုဆိုပြီးကြောင်းလိုက်သွားတာကြောင်းရောက်တဲ့အခါကျတော့မြတ်စွာဘုရားကရဟုတ်လားလှုပ်ချတဲ့အမွေက ရွှေငွေယရဏယာတုကုံသိစီစဉ်ဥစ္စာတွေဖြစ်တယ်။အဲ့ဒီယာတုကုံသိစီစဉ်ဥစ္စာရွှေငွေယရဏတွေကိုအချောင်းပြုတ်လာလို့ရှင်ပူလောင်မှုတွေဟာရှိတယ်ပေါ့။ဒါကြောင့်မို့အဲ့ဒီအမွေဟာပူလောင်မှုနဲ့စိတ်ဆင်းမှုတွေကိုဖြစ်ပေါ်စေရတဲ့အမွေဖြစ်တယ်။နှလုံးသားအေးငြိမ်ပြီးတော့ထာဝရချမ်းသာမှုကိုပေးနိုင်တဲ့အမွေမျိုးကတော့ဓမ္မအမွေပဲဖြစ်တယ်။ ဓမ္မအမွေဆိုဒီမှာမြတ်စွာဘုရားဟောပြတဲ့တိလတမာတိပညာဆိုတဲ့လူဒီမှာရှိနိုင်ရှိတဲ့ရှိနိုင်တဲ့ရှိရမယ့်အရေးချင်း၃ရက်အဲ့ဒီအရင်တင်အရေးချင်း၃ရက်ကိုကိုယ်ရင်နဲ့နှလုံးထဲမှာရောက်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ဓမ္မအမွေနှစ်တည်းရလို့စိတ်နှလုံးအေးချမ်းမှုကိုရရှိနိုင်တယ် အဲ့ဒီစိတ်နှလုံးအေးချမ်းမှုအမွေကသာလဲအကောင်းဆုံးဖြစ်တယ်ဆိုပြီးအကောင်းဆုံးအမွေကိုညွှန်ပြတဲ့အနေနဲ့ရှင်သာရိပုတ္တရာမထေရကိုမြတ်စွာဘုရားကမိန့်လိုက်တယ်။သာရိပုတ္တရာရှာဟုလာကအမွေလိုခြင်းနေတယ်။ဒါကြောင့်ရှာဟုလာကိုရှင်ပြုတ်ပေးလိုက်ပါလို့။ဒါကလောကလူသားတွေအတွက်ကတော့နားလည်နိုင်စရာမရှိဘူး။ ရာဟုလမင်းသားလေးကလူချနာကခမည်းတော်ပိုင်ဆိုင်တဲ့ရွှေငွေပစ္စည်းဥစ္စာပဏယရနာရာဓုကုန်သိင်းကြီးပဲဖြစ်တယ်။သို့တော့သူရလိုက်တာကရှင်ဘဝရှင်ဘဝဆိုတာအာလုံးလက်လွတ်လိုက်တာဘာမှမရှိတော့ဘူး။စားရဆိုလဲအဆင်သင့်မရှိဘူး။ဝတ်ဆရာဆိုတာလဲ အဝတ်တထည်ကိုတခုပဲရှိတယ်နေစရာအကြောင်းဆိုရလဲပဲမမေရရကောင်းကောင်းကံကံရှိမှာမဟုတ်ဘူးအဲ့လိုအခြေအနေတခုဟာလူဘဝမှာလွတ်လပ်တော်လဲပဲစိတ်ပူစရာတွေဖြစ်တယ်ဗောတမန်လူတွေနေနေတော့စိတ်ပူစရာတွေဖြစ်ကြတယ်သာဝတိရဲ့အတွက်စိတ်ပူကြမယ်နေစရာထိုင်စရာအတွက်စိတ်ပူကြမယ်မကြမ်းမမရင် စေဘောရော ဓာတ်စာကုသဖို့အတွက်စိတ်ပူချအဲ့ဒီစိတ်ပူစရာတွေကိုတွေးပြီးတော့ပူချတာဖြစ်တယ်သို့တော့ပိုင်ဆိုင်မှုတွေကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်ပူစရာတွေကပူချီမာတယ်ပေါ့ပိုင်ဆိုင်မှုတွေရှိလိုက်ရင်ဒီပိုင်ဆိုင်မှုတွေလက်လွတ်ဆုံးရှုံးမှုမရှိအောင်ကာကွယ်ရတယ်ဆိုတဲ့အလုပ်ကိုလုပ်ချာပြန်တယ်သိမ့်ပိုင်ရတယ်နှုံညောင်းထားရတယ်ကာကွယ်ရတယ် ပိုင်ဆိုင်မှုဆိုတာလူချင်းတဲ့လူတွေကအလွန်များတယ်။များတော့အဲ့ဒီပိုင်ဆိုင်မှုကိုရယူဖို့ကြိုးစားနေကြတဲ့လူတွေရဲ့အနေရကလည်းဝိဓမ္မချိမာတယ်ပေါ့။ပိုင်ဆိုင်မှုအလုံးကိုစွန့်လွတ်လိုက်ပြီးဆိုတဲ့အခါကျတော့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့အနေထားကိုလာပြီးတော့လူယူမဲ့လူတယောက်မှမရှိတော့ဘူး။အဲ့ဒါကိုကစိတ်ချမ်းသာစရာတစ်ခုဖြစ်တယ်။အဲ့ဒီလိုစိတ်ချမ်းသာဆိုတာနေပြီးတဲ့အခါမှာ တမိုးရှိဆုံးအလုပ်ကိုလုပ်ရတာတော့သာသနာပေါင်းဝင်ပြီးတော့ရှင်ယဟန်နေကျင့်ရမယ်ကိုချင်းတရားကိုစတင်ဖြစ်ကျင်လိုက်တာအဲ့ဒီဖြစ်ကျင်လိုက်တဲ့ကိုချင်းသီလဟာတမန်မိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်တွေအတွက်ခက်ခဲတဲ့အရာကြီးတစ်ခုဖြစ်တယ်ခက်ခဲတဲ့အရာကြီးတစ်ခုဖြစ်တယ်လောကလူတွေအနေနဲ့ခြေလိုက်မယ်ဆိုလို့ရှိရင် ရှင်ရဟန်းဘဝဟာ6ကဘာကြီးလို့6ဆရာကြီးလို့မြင်ရတယ်ရှင်ကုံစေရီတော်မှာဌာပနာနဲ့သံတော်ရှစ်စုကိုရရှိတဲ့တပုတ်တနဲ့ပဏိကညီနောင်၂ယောက်ရှိတယ်နောက်ပိုင်းမှာပဏိကကတော့သင်္ကန်းဝတ်ပြီးတော့ရဟန္တာဖြစ်သွားတယ်တပုတ်တကတော့လူဝတ်ကြောင့်ဘဝနဲ့ပဲရှိတယ်အဲ့ဒီတပုတ်တက မြတ်စွာဘုရားကိုရှောက်ဖူးတယ်အရှင်ဘုရားတပည့်တော်တို့အနေနဲ့ရှင်ယဟန်ဘုရားကိုစိတ်ကူးကြည့်လိုက်တာယဟန်ဘုရားဟာ၆ကဘာကြီးတဲ့ဆင်းရဲတယ်လို့ပဲလို့သူစိတ်ထဲမှာခံစားရတယ်ဆိုလိုတာက၆ကဘာကြီးဟာကြောက်စရာကြီးလို့ထင်ကြတာဒီအောက်မှာဆင်းလိုက်ရမယ်ဆိုရင်ကြောက်ကြောက်စရာကြီးဘာမှအကန့်အကွယ်မရှိတဲ့နေရာကြီးတစ်ခုလို့ အနေမျိုးစုံတွေ့နေတဲ့၆ကဘာကြီးလို့စိတ်ထဲမှာကြောက်လန့်မှု၆ကဘာကြီးကိုကြည့်ပြီးကြောက်တယ်လို့ရှင်ယံဘုရားသူတို့ဘုရားစဉ်းစားလို့မရဘူးလို့ဆိုတာကိုလျှောက်ဖူးတယ်ပေါ့တမန်အဖြစ်ကြည့်လိုက်မယ်ဆိုရင်ယံဘုရားရှင်ဘုရားကုပြောင်းရတယ်ဆိုတာအလုံးကိုဆွတ်လွတ်လိုက်တာဒါကို renounce လို့ခေါ်တယ် renounce ဆိုမိသားစုဘုရားကိုဆွန့်ပစ်တယ်ဆွတ်လွတ်တယ်ပိုင်ဆိုင်မှုအလုံးကိုဆွတ်လွတ်လိုက်ရတယ် အဲ့ဒီစွန့်တမှုတွေမှာကိုယ်မှာအမွေဆိုတာလည်းဘာမှမရှိဘူး။တေချာတာလည်းဘာမှမရှိဘူး။သို့တော့အဲ့ဒီစွန့်လွတ်မှုလေးကိုပဲစွန့်လွတ်မှုမစွန့်လွတ်နိုင်ခင်ကကြောင်းကြမှုတွေနဲ့ပိမ့်ပိုက်ကာကွယ်နေရတဲ့အလုပ်ကြီးတွေဟာအေးတော်လို့တကယ်သူတော်စင်ပုဂ္ဂိုလ်တွေကတော့ဒါ freedom ပဲတကယ်လွတ်လပ်တဲ့အနေထားကြီးပဲလို့ဆိုဂျင်နတ်ကြတယ်။အဲ့တော့ဂျင်နတ်မှုကမတူကြဘူး။ လူလောကမှာနေတဲ့ပုဂ္ဂိုလ်တွေကတော့ကြောက်စရာလို့မြင်တယ်။သူတော်စင်တွေကတော့ freedom လို့မြင်တယ်။အဲ့လိုအမြင်ချင်းဟာကွက်ပြတ်ချမ်းသာမှုရှိတယ်ပေါ့။ရှုတော့မျိုးစုံကကြီးတဲ့အမြင်။အဲ့လိုသာသနာပေါင်းဝင်လိုက်တယ်ဆိုတာတကယ်တော့ဆုံးလွတ်မှုတွေနဲ့သွားတာပဲဖြစ်တယ်။ဆုံးလွတ်ပြီးတဲ့အခါမှာအသက်ရှင်ဖို့အတွက်တိတ်ပြီးတော့စာချဲ့ပြီးတော့လုံမနေတော့ဘူး။ စားစရာနေစရာဝတ်စရာရှင်ပြီးရောပေါ်ပေါ်ပါပါနဲ့နေထိုင်ပြီးတဲ့အခါမှာအချိန်များများကိုကျင်းသီလကို ဖြူစင်အောင်ကြိုးစားတယ်စိတ်နှလုံးဖြူစင်အောင်ကြိုးစားတယ်တရားဓမ္မအတိတွေတိုးတက်လအောင်ကြိုးစားတယ်ဆိုရယ်ဒီဘက်ပိုင်းကိုအယုံဆိုင်ပြီးကြိုးစားတာဖြစ်တယ်အဲ့လိုကြိုးစားသည့်အတွက်ကြောင့်အောင်မြင်ပေါ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာအလုံးအမင်းစိတ် ချမ်းသာခြင်းကိုရရှိသွားကြရတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ရသော်ပြန်လက်ထက်တော့ကဘရင်သားတွေတထင်းသားတွေလောကကြီးကိုစွန့်ပြီးတော့သာသနာဘုံဝင်ကြတယ်ဆိုတဲ့အလုပ်ကိုလုပ်လာကြတယ်ဒါကြောင့်မို့သာသနာဘုံဝင်တဲ့အလုပ်ဟာလေမုံမြတ်တဲ့အလုပ်ဓမ္မအမွေကိုရယူတယ်လောကပစ္စည်းအမွေတွေကိုစွန့်လွှတ်လိုက်ပြီးတော့တိလသမารိပညာဆိုတာတွေကိုဥစားပေးပြီးတော့ လုံဆောင်မှုဒီအမွေကိုရယူတာပဲဖြစ်တယ်လို့ဒီလိုအမွေခံယူတယ်သာသနာအမွေခံယူတယ်ဆိုတဲ့အထိပ္ပယ်နဲ့ရှင်ဟံပြုကြတာဖြစ်တယ်။နောက်ပိုင်းမှာသာသနာတော်နှစ်နရာကြောလာတဲ့အခါမှာအတောကမင်းကြီးဆိုတာအိန္ဒိယနိုင်ငံမှာပေါ်ပေါက်ခဲ့တယ်။ဘုရားသာသနာတော်ဟာလည်းအိန္ဒိယနိုင်ငံမှာထွန်းကားနေစေဖြစ်တယ် အဲ့ဒီအသာကမင်းကြီးပေါ်လာတဲ့အခါမှာသူဟာပထမဆုံးကတော့စိတ်ချမ်းကိုချမ်းနဲ့ရှားရူအာနာရဖို့အတွက်သူ့ရဲ့ဖေးသူအမေခွဲညီကိုတွေအလုံးကိုတတ်ပြီးရှားရူကိုရယူခဲ့တာဖြစ်တယ်။ဒါကြောင့်မို့သူ့စန္ဒာတော့ကလူချမ်းကြီးအတော့ကလို့ခေါ်ခဲ့ကြတယ်။နောက်ပိုင်းမှာ ဘုရားဘာသာဖြစ်လာတဲ့အခါနောက်ပိုင်းရောက်တဲ့အခါကာလင်ကစစ်ပွဲကြီးရဲ့အပြီးလူနှစ်သိန်းလောက်ထိခိုက်ဒဏ်ရာရပြီးသွေးချောင်းစီးသွားတဲ့တိုက်ပွဲကြီးအပြီးမှာသူဟာစစ်ပွဲတွေမဆင်းရဲတော့ဘူးဓမ္မဝိစရာတရားတော်ဤဖြင့်သာလဲအောင်မြင်မှုကိုယူတော့မယ်လို့တန်ဋိဌံပြုပြီးတော့တကယ်ကိုဒီမြတ်စွာဘုရားအဆုံးအမတိုင်းဓာရုအနာ အတွက်ထက်ထွင်မှုတွေကိုသူဆွတ်လွတ်လိုက်ပြီးတော့သာသနာကိုအားပေးပန်းထောက်တဲ့အလုပ်တွေကိုလုပ်တယ်အလုံးမြန်မာလူမျိုးတွေနဲ့ရင်းနှီးနေတဲ့အတိုင်းကျောင်းပေါင်း7000လေးတောင်ရှေ့တွင်ပေါင်း7000လေးတောင်စိတ်ကူးရမြတ်စွာဘုရားဆုံးမထားတဲ့တရားဓမ္မပုတ်ပေါင်းဟာ7000လေးတောင်ရှိတယ်တရားပုတ်ပေါင်း7000လေးတောင်ကိုပူဇော်တဲ့အနေနဲ့ ကျောင်းပေါင်း၈000စေရီပေါင်း၈000အဲ့ဒါလို့လှူဒန်းပြီးတော့ကုသကောင်းမှုတွေပြုတာကုသကောင်းမှုပြုပြီးတော့ရှေ့ဆက်သွန်းချတဲ့အခမ်းအနားမှာသူဟာတလောက်အတိုင်းတာထိသာသနာမှာလှူခဲ့တာသူလောက်လှူနိုင်တဲ့လူဒီစဘူးမှမရှိဘူးဒါကြောင့်မို့သူဟာတကယ်ကိုသာသနာအမွေခံပုဂ္ဂိုလ်ကြီးဖြစ်ပလားလို့သာသနာတော်မှာအရေးပါဆုံး သာသနာ အမွေခံပုဂ္ဂိုလ်ကြီးဖြစ်သလားလို့ပြီးလိုက်တဲ့အခါမှာအဲ့ဒီစီဝေးမှာအကြီးအကဲဖြစ်တဲ့ရှင်မောင်ဂလိဗုဒ္ဓဒိဋ္ဌာကဖြေးတယ်ပစ္စည်းဥစ္စာတွေဘလောက်လူလူသာသနာအမွေခံဆိုတာတော့မဖြစ်ဘူးသာသနာတော်ကိုပူဇော်ထောက်ပံ့တဲ့သာသနာဒါရကတော့ဖြစ်မယ်သာသနာအမွေခံဆိုတာတော့မဖြစ်ဘူးတဲ့သာသနာအမွေခံဖြစ်ချင်လို့ရှိရင်မိမိရဲ့ ရှင်မာဖြစ်ပွားတဲ့တန်တပီကို သာသနာပေါင်းတွတ်သွင်းပြီးရှင်ယဟန်ပြုပေးတယ်ဆိုရင်တော့သာသနာအမွေခံဖြစ်ပါတယ်လို့ရှင်မာမောဂရိဗုဒ္ဓတေတမထေရဒီလိုဖြေလိုက်တာအဲ့ဒီအဖြေစကားဟာဒီရှင်မဟိန္ဒနဲ့သာသနာတော်မှာတီဟိုကျွန်းသွားပြီးတော့သာသနာပြုမဲ့ရှင်မဟိန္ဒနဲ့ သင်္ကမိတ်တာမဟိန္ဒမင်းသားနဲ့သင်္ကမိတ်တာမင်းသမီးတို့ရည်ညွှန်းပြီးတော့ဖြစ်ဆွလိုက်တာဖြစ်လို့အဒါမမင်းကြီးဟာသူ့သားသမီးတွေတဲ့ကသင်္ကဝတ်နိုင်မဲ့သားသမီးတွေကိုချိလိုက်တော့မဟိန္ဒမင်းသားနဲ့သင်္ကမိတ်တာမင်းသမီးတို့ဟာသူ့ဝပမယ်လို့စိတ်ဆန္ဒအတိုင်းဖြစ်ကြတယ်အဲ့ဒီမှာဝါမျက်ဝါသာဖြစ်ပြီးဒါတော့မဟိန္ဒမင်းသားနဲ့သင်္ကမိတ်တာ မင်းသမီးတို့ကိုဘိက္ခုဘိက္ခုနီအဖြစ်သာသနာပေါင်းသွတ်သွင်းပြီးသူဟာတကယ်သာသနာတရားကဖြစ်ရုံမျှမကသာသနာရဲ့အမွေခံသာသနာနဲ့ဆွေမျိုးတော်ဆက်တဲ့ပုဂ္ဂိုလ်အဖြစ်ကိုခုံယူဝင်ကြွပြီးတော့သာသနာသမိုင်းမှာအဲ့လိုစိတ်ဆန္ဒအရာထင်ရှားခဲ့တာဖြစ်တယ်အဲ့ဒီစကားကနေပြီးတော့ခြေပြန့်လာတဲ့အခါမြန်မာနိုင်ငံကိုဗုဒ္ဓမြတ်စွာသာသနာတော်ရောက်လာတဲ့အခါ မြန်မာလူမျိုးတွေရင်နဲ့နှလုံးထဲမှာတည်းပဲတဘွားတစ်ခါမိမိတို့ตายရဏထွန်းကားပြီဆိုရင်ဒီตาကလေးသာသနာ့ဘောင်မိုးရသေးဘူးဆိုရင်စိတ်ထဲမှာမပြည့်စုံသေးဘူးလို့ယူဆကြတယ်မြန်မာလူမျိုးတွေရဲ့အဥ္အစဖြစ်တဲ့ပြူလူမျိုးတွေပြူလူမျိုးနဲ့မြန်မာလူမျိုးတွေဆိုတာပေါင်းဆက်သွားတဲ့လူမျိုးတွေပေါ့အဲ့ဒီ ပြုလူမျိုးတွေရင်ကျင်းမှုပါဆိုလို့ရှင်ယောက်ျားလေးတိုင်းယောက်ျားလေးတိုင်းဟာအရွယ်ရောက်လာပြီဆိုရင်သာသနာဝန်မထမ်းမနေရသင်္ကန်းမို့ရင်မနေရသာသနာဘောင်ဝင်ကြရမယ်ပြီးတဲ့အခါမပြောတဲ့အခါကျရင်တော့လူဘဝပြောင်းကြတယ်ပေါ့အဲ့ဒီလိုစီမင်းစီကံသဘောမျိုးချမှတ်ပြီးတော့ပြည်နိုင်ငံနေမှာ ပြုနိုင်ငံလို့ထင်ရှားတဲ့နေရာတွေဟာတကောင်းလို့ဟလင်းလို့သရေခိတ္တရာလို့ဆိုတာဒီအောင်မြင်ကြီးပွားခဲ့တဲ့ပြုနိုင်ငံကြီးတွေပေါ့အဲ့ဒီနိုင်ငံတွေမှာအခုလို့ပြုရင်ကြီးမှုဆိုတာတရုတ်ပြည်မှာတောင်းပမိုင်းထဲမှာမှတ်တမ်းတင်ထားတာရှိတယ်။နော်အဲ့ဒီပြုရင်ကြီးမှုတွေမှာအခုလို့သာသနာဘာသာသာသနာတွေနဲ့ပတ်သက်လာတဲ့အခါမှာအပြေရောက်တဲ့ လူငယ်လူရွယ်တွေဟာသာသနာပေါင်းဝင်ပြီးတော့သာသနာဝန်ကိုမထမ်းမနေရရှိကံဥပဒေပေါ့နော် compulsory option နဲ့တို့ compulsory တို့မလုပ်မနေရဆိုတဲ့ဥပဒေသဘောမျိုးလှုပ်ထားပြီးလူတိုင်းလူတိုင်းဟာသာသနာပေါင်းဝင်ပြီးတော့ရှင်ပြကြတယ်အဲ့ဒီအစဉ်လာပဲပြူလူမျိုးတွေရဲ့အနွယ်အဆ ပေါင်းဆက်သွားတယ်မြန်မာလူမျိုးတွေဟာလည်းပဲအဲ့ဒီယဉ်ကျေးမှုဟာမြန်မာယဉ်ကျေးမှုတစ်ခုအနေနဲ့လူငယ်လူရွယ်တွေပြန်ရောက်လာပြီဆိုသာသနာဝင်ရောက်မိမိတို့တရားဆွမ်းအားလျော်ဆိုဝင်ရောက်ပြီးတော့ထမ်းကြတယ်ဆိုတာသာသနာတော်ဝန်ဆိုဒီမှာသာသနာတော်ကချမှတ်ထားတဲ့ကိုချင်းတရားနဲ့နေထိုင်ခြင်းသာသနာတော်ကချမှတ်ထားတဲ့အတိုင်းတမာတိကျင့်စဉ်ကိုကျင့်ခြင်း ဝိပဿနာပညာအချက်ကိုချင်းញင်းလို့ဆိုရဲသီလသမารိပညာဘက်ကရှိပါအချင်းတရားကိုချင်းချင်းကျုပ်ကိုအထောက်ချင်းမဲ့ဖြစ်တယ်။အဲ့ဒီတရားကိုဝင်ရောက်ပြီးတော့ချင်းသုံးလိုက်နာခြင်းဟာသာသနာပေါင်းဝင်ရောက်ခြင်းရဲ့ရွှေချက်အတိပ္ပယ်စစ်ဖြစ်တယ်ပေါ့။ယောက်ျားဗျာကသာသနာပေါင်းဝင်ခွင့်ပြုတဲ့အခါမှာစရပြမစရိယံတမဒုက္ခတအတ္တကရိယာယ ဆင်းရဲဒုက္ခတွေဆုံးသတ်ဖို့အတွက်မင်္ဂလနဲ့နိလန်းနဲ့သီလသမာဓိပညာဆိုတဲ့တိခတ်သုံးရအကျင့်မြတ်ကိုကျင့်ပါလို့ဒါဟာသာသနာဝန်ထမ်းခြင်းပဲဖြစ်တယ်ဗောအဲ့ဒီအကျင့်ကိုကျင့်ဖို့ရဒီရှင်ဖြစ်ယဟန်ဖြစ်ကိုခွင့်ပြုခဲ့တာပဲဖြစ်တယ်အဲ့ဒီကနေပြီးညမလူမျိုးတွေဟာညမယဉ်ကျေးမှုတရားအနေနဲ့ရှင်ပြု အလှတော်မင်္ဂလာဆိုတာ တဏ္ဍာန်လုံးဟာလိုက်တာလောက်ခိုင်နေကြတဲ့ရှင်ကျေးမှုကြီးတရားဖြစ်တယ်ပေါ့အဲ့ဒီရှင်ကျေးမှုကြီးအရာမိမိတို့ရင်ဝဲပေါဖားပါရရဏသမီးရရဏမြားကိုသာသနာတော်တွင်သွသွင်းခြင်းဆိုတဲ့အလုပ်ကိုမုံမုံမြတ်မြတ်စိတ်ထဲမှာအလေးထားပြီးတော့လောက်ခိုင်ကြတယ်သာသနာပေါင်းရောက်သွားတာနဲ့စိတ်နှလုံးအေးချမ်းမှုဆိုတဲ့ဒီ ခံစားရမှုစိတ်ခံစားရမှုတွေကိုရရှိလာအဲ့ဒီမိမိတို့ရဲ့သာသမီကိုရှင်ရဟန်းအသွင်နဲ့မြင်လာရတဲ့ပီတိဟာအမတန်မှကြီးမားတဲ့ပီတိမွန်မြတ်တဲ့ပီတိမြည်သည်ပီတိနဲ့မှမတူတဲ့ပီတိမျိုးကိုစိတ်ထဲမှာခံစားကြရတယ်အဲ့ဒီပီတိဟာတကယ်ကိုဒီတခြားအရာတွေနဲ့မလဲနိုင်လောက်အောင် တံပိုးကြီးမတဲ့ပီတိလို့ခေါ်တယ်ပေါ့အဲ့ဒီပီတိရဲ့စွမ်းအားကြောင့်ဖြစ်လျက်ဘဝမှာလည်းပဲဒီယင်ထဲမှာဖြစ်လာတဲ့စိတ်နှလုံးကြီးကြီးနူးမှုလေးဟာအချိန်မီဒီမိမိရဲ့ရှင်နဲ့နှလုံးထဲမှာရောက်ရှိကိန်းအောင်ပြီးမကြာခဏဆုသူတို့ဒီယင်ထဲကပီတိဟာဖြစ်ပေါ်လာတဲ့အခါမှာဒီပီတိရဲ့စွမ်းအားကြောင့် ပီတိနဲ့ရှင်နဲ့ကုသစွာအားကြောင့်ကာယတုတိဘုံနဲ့ရောက်ရတယ်ဒီဒီပီတိမျိုးဟာတန်ဖိုးအရှိဆုံးပီတိဖြစ်တယ်လို့ဒီလိုစိတ်ခံစားချက်တွေရရှိပြီးဝန္တာချီနူးကြရတာဖြစ်တယ်ဒါဟာရှင်ပြုရဟန်းခံရှင်ပြုခြင်းရဟန်းခံပေးခြင်းဆိုတဲ့အလိုတော်မင်္ဂလာရဲ့အနှစ်သာရရှင်ခြင်းမှုအမွေအနှစ်တစ်ခုပဲဖြစ်တယ်ပေါ့ ေယမယံခမိမိတို့ကိုယ်တိုင်လေသာသနာ့ဘောင်ဝင်ပြီးတော့သီလတမာရီပညာသိက္ခာတော်ရဲ့အချင်းမြတ်ကိုချင်းကြတယ်။အဲ့ဒါလို့ချင်းချင်းကြောင့်ရလာတဲ့ပိတိမျိုးတွေလည်းပဲကိုယ့်ဘဝမှာတန်ဖိုးအရှိဆုံးဖြစ်ရင်ထဲမှာတင်ထားကြတယ်။မြန်မာလူမျိုးတွေရဲ့ဒုံတဘာယဟန်ဆိုတဲ့ခံယူချက်နဲ့လည်းပဲဒီပိတိကိုရရှိအောင်စ조사အထောက်သွားကြတာဖြစ်တယ်ပေါ့ သာသနာတော်ဟာအိန္ဒိယနိုင်ငံမှာပျောက်ကွယ်သွားပြီဖြစ်တော်လဲပျောက်ကွယ်သလောက်ဖြစ်သွားပြီဖြစ်တော်လဲမြန်မာနိုင်ငံမှာတော့အများစုရဲ့ယဉ်နေနှလုံးထဲမှာဒီဘုရားယဉ်ကျေးမှုတွေဒီကနေ့အထိ ရှင်းသန်နေတော့မှာဖြစ်တယ်အထူးသဖြင့်ယဉ်ကျေးမှုဆိုတာတဲ့ယသဗျာရဲ့အဆုံးမအစ်အမှန်လေးဖြစ်တယ်ပိဋကတ်၃သွဲ့နိခေ၅ပြား ဓမ္မခန္ဓာပေါင်း7400ဆိုတာမြန်မာနိုင်ငံမှာအချိန်မရွေးလေးလာဖတ်ရှုနိုင်တဲ့အနေအထားမျိုးရောက်တယ်မြန်မာဘာသာနဲ့ပိဋကတ်၃ဘုံကိုဖတ်နိုင်တဲ့အနေအထားမျိုးရောက်ရှိနေတဲ့အဆင့်ဟာလွန်ကြီးမားတဲ့အဆင့်လို့ပြောရမှာဖြစ်တယ်လေ့လာကျင့်တော်လဲတချို့နိုင်ငံတွေမှာသူတို့ဘာသာနဲ့ပိဋကတ်ကိုရေးထားတာမရှိဘူးမြန်မာနိုင်ငံတော့မြန်မာပြည်ရဲ့ပိဋကတ်စာပေတွေ မြန်မာစာပေတွေနဲ့တွက်ဖက်ပြီးတော့မြန်မာလူပြန်ထားတာတွေလည်းရှိတယ်ဆိုတော့ပိဋကစာပေအားလုံးတော့နီးနီးမြန်မာလူပြန်ထားလို့အခက်အခဲဆုံးဖြစ်တယ်ဆိုတော့ပဋ္ဌာန်းချမ်းထီအောင်တက်ရောက်ပြီးလူတွေဟာလေးလသင်ယူနိုင်တဲ့အခြေအနေကိုရရှိထားတာတကယ်အနှစ်သာရပိုင်းကလည်းပဋ္ဌာန်းကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုရှိတယ်လို့ပြောအောင် ရင်ကျင်းမှုအနေနဲ့လည်းလူတွေရဲ့စိတ်ထဲမှာအမြတ်တနိုးထားပြီးလိုင်းလာဆောင်ရနေကြတာဟာလည်းပဲဇဟန်ကံရှင်ပြုဆိုတဲ့အလှူတော်မင်္ဂလာလုပ်ငန်းပဲဖြစ်တယ်။အဲဒီလိုကိုယ့်ရဲ့ရှင်ကျင်းမှုထိမ့်သိမ့်နိုင်ခြင်းမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသိရှိအောင်လိုင်းနာခြင်းသုံးခြင်း။နောက်ဆုံးမှညီမလူမျိုးတွေရင်ကျင်းမှုရထားတဲ့အတိုင်းအများစုတွေရဲ့နှလုံးထဲမှာ မြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တဲ့အခြေခံယဉ်ကျေးမှုဖြစ်တဲ့ကိုချင်းစာတရားအဲ့ဒီကိုချင်းစာတရားဟာဥဒ္ဓမအရေးကြီးလို့ဘုဒ္ဓအသည့်ရဲ့အခြေခံအကြောင်းတရားဖြစ်တယ်ပေါ့မြတ်စွာဘုရားကိုချင်းတရားကိုဘာနဲ့သတ်မှတ်ပေးလဲလို့ဆိုလို့ရှိရင် ကိုချင်းစာတရားနဲ့သတ်မှတ်ပေးတယ်အရာရမှာကိုချင်းစာဓာတ်ပြီဆိုလို့ရှိရင်ကိုချင်းတရားကောင်းမွန်လာမှာပဲသိကြကိုချင်းစာစိတ်နှဲသွားပြီဆိုလို့ရှိရင်တော့ အဲ့ပုဂ္ဂိုလ်ဟာဒီအခြေခံလူရဲ့ကိုချင်းတရားတွေပြပြလာတယ်ဥပမာမဲ့ဒီနေ့ခေတ်နဲ့ပြောမယ်ဆိုရင်လမ်းမေးမှာကာယထာကအစเนาะကိုဒီနေရာရက်လိုက်ရင်တခြားလူတွေအတွက်အခက်ခဲဖြစ်သွားမလားဆိုရက်ကိုချင်းစားတရားထားပြီးအခက်ခဲမပြည့်အောင်ရက်တယ်အမိုက်တရားတစ်ခုကိုဒီနေရာမှာပြစ်ထားခဲ့လို့ရှိရင် အယုဆိုးကြည်တန်ဖြစ်သွားမလားလို့စိတ်ထဲမှာဒီကိုယ်အိမ်မှာတန်တန်ရှင်းရှင်းနေတာကိုကြိုက်တယ်လို့တန်တန်ရှင်းရှင်းဆိုတာလူတိုင်းလည်းကြိုက်မှာပဲဆိုတဲ့ကိုချင်းစာစိတ်လေးနဲ့တန်ရှင်းတတ်ရအောင်မိုက်တဲ့ရိုက်တွေကစခင်းစင်အောင်အခြေခံလူကိုချင်းတရားတွေဟာလေကိုချင်းစာတရားကိုအခြေခံပြီးတော့ပေါက်ပွားလာတာပဲဖြစ်တယ်လို့ဒီလိုဆိုအားမှာဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံမှာ ကိုချင်းစာတရား ြံနယ်ထွန်းကားပြီးတော့လူတိုင်းလူတိုင်းရဲ့ရင်ထဲမှာရောက်လာအောင်ဒီဟာလေးချင်းပေးရမယ်။ငကောကလည်းကိုကျင်းစာတရားကြီးမားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။သို့တော့ပြောမယ်ဆိုရင်တမိုင်းကြောင်ရှည်လျားလာတဲ့အခါမှာဒီအကျင့်ဒီလာပိုင်းကချူရင်ပြပြလာတာမျိုးယဉ်ကျေးမှု ပြပြလာတာမျိုးဆိုတာကတော့ဖြစ်တာပေါ့တဘာဝပဲအဲ့ဒီဖြစ်လာတဲ့ အရာတွေကောင်းမွန်တဲ့အရာတွေအခြေခံကောင်းတဲ့ကုလူမျိုးရဲ့အခြေခံကောင်းတွေကိုပြန်လီပြီးတော့ restore လုပ်တဲ့ခေါ်တာပေါ့ပြန်ပြီးတော့တိဆောက်ပေးချာအဲ့လိုပြန်လီပြီးတိဆောက်လေ့ကျင့်ပေးခြင်းအပြင်ရင်ကျေးတဲ့လူမျိုးတကယ်ကိုအရင်ကျေးဆုံးပုဂ္ဂိုလ်ဖြစ်အောင်အရင်ကျေးဆုံးလူမျိုးဖြစ်အောင်စ조사အထောက်ကြအောင်အဲ့ဒီကိုချင်းစာတရားဆိုတဲ့အပြင်မှာအစစ်မြင့်သွားပြီဆိုလို့ရှိရင် ဒေါကမှာကောင်းတာလို့ရင်ကောင်းညွတ်ရတယ်မကောင်းတာလို့ရင်မကောင်းညွတ်ရတယ်ဆိုတဲ့ကမ္မတက္ကတာသမထိတိကိုလုထာကိုပိုင်နေ responsibility ဆိုတဲ့အယူဆနော်ကိုလုထာကိုတာဝန်ယူရမယ်ဆိုတဲ့အသိစိတ်ဟာလည်းပဲမကောင်းတာမလုပ်အောင်ဒီတွေးခေါ်မှုစဉ်းကျင်သုံးသပ်မှုတစ်ခုပဲဖြစ်တယ်ပေါ့မကောင်းတာလုပ်လို့ရှိရင်ကိုကမကောင်းတာရမယ်မကောင်းတာဆိုတော့ဘယ်သူမှမရချင်ဘူးကောင်းတာပဲရချင် ကောင်းတာရချင်သည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာတွေရရှိနိုင်တဲ့အကျင့်တရားကိုကျင့်တယ်။အဲ့ဒီတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ဆိုရဲကိုလုံးတာကိုနဲ့သာသက်ဆိုင်နေဆိုရဲအတွေးအမြင်တစ်ခုခါလည်းပဲကိုချင်းတရားကောင်းမှုမှုအတွက်များစွာအထောက်အကူဖြစ်တယ်ပေါ့။တခြားဘာသာတွေနဲ့တူလာလို့ဆိုလုံးဝမတူတခြားဘာသာတွေကဖျားသခင်ကြိုက်တယ်မကြိုက်ဘူးနဲ့သွားတာ။ဖျားသခင်ကြိုက်တယ်မကြိုက်ဘူးနဲ့သွားတာ။ ဒီမှာဘသူကြိုက်တဲ့မကြိုက်ဘူးမဟုတ်ဘူးကိုယ့်ရဲ့ရင်နဲ့နှလုံးကကိုချင်းသာတရားကိုယ့်ရဲ့အသိဉာဏ်နဲ့မှဖြစ်ပေါ်လာတဲ့ကမ္မတက္ကတာတမဋ္ဌိတိကောင်းတာလို့ရင် ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆိုတဲ့ကံကံရဲ့အကျိုးယုံကြည်တဲ့သိမြင်တဲ့အသိဉာဏ်ဆိုတော့ဒီအခြေခံဟာတကယ်စစ်မှန်တဲ့အခြေခံတစ်ခုဖြစ်တယ်အတွင်း ကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာရှိတဲ့အခြေခံကိုစတင်ပြုပြင်လိုက်ပြီဆိုလို့ရှိရင်ယင်ကျေးမှုဟာအဆင့်မြင့်တဲ့ယင်ကျေးမှုပဲဖြစ်တယ်။အပြင်ကိုကြည့်ပြီးဟန်လို့ရတဲ့ယင်ကျေးမှုမဖြစ်ဘူးပေါ့။ဒီအတွင်းပြင်ဆိုတာတော့ရှိတာပေါ့။အတွင်းပြင်ရှိတဲ့တည်းမှာရသဗျာဟောတဲ့လောကပါလာတရားလောကကိုထင်းသိမ်းဆော့ရှော့တဲ့တရားဟာဟိရီနဲ့ဩတပလို့ပြောတယ်။ဟိရီဆိုတာကိုယ်တိတ်ခါကိုယ်ထိန်းတာကဟိရီ။ ပမလို့ဟက်တယ်လို့ပြန်တော့အထိပဲအမျိုးမျိုးဖြစ်နေအရေးကြီးတာတော့ဟိရိဆိုတာကိုယ်သိခါကိုယ်လေးစားတာနော်ကိုယ်သိခါကိုယ်ရာဓုကိုယ်ဘဝတန်ဖိုးထားတာဟိရိကိုယ်ကိုတန်ဖိုးထားတဲ့လူကမဟုတ်တာလုံမလုံဘူးလေနော်ကိုယ်ကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ကကိုယ်သိခါကိုယ်တန်ဖိုးထားတာဟိရိပတ္တပဆိုတာကိုယ်ပဝန်းကျင်ကိုလေးစားတာလူစရာအတိုင်းဝိုင်းနဲ့နေတယ် အသေးဆုံး society လေးပါတော့ဆိုမိသားစုပဲအမေရှိတယ်အဖေရှိတယ်အမေဖေနဲ့ကြီးတဲ့အဖိုးဖွားရှိတယ်အဖိုးဖွားရှိတယ်အမေဖေရှိတယ်မိသားစုရှိတယ်ဒါဟာအသေးဆုံး society ပဲ family အဲ့ဒီ society ထဲမှာကို society ကအဖိုးကိုလေးစားတယ်အမေကိုလေးအမေကြီးကိုအဖွားကိုလေးစားတယ်အမေကိုလေးစားတယ်အဖေကိုလေးစားတယ် မျိုးကမောင်နှမအချင်းချင်းလေးစားတယ် mutual respect အပြန်အလှန်လေးစားတဲ့စိတ်ကလေးကိုပတ္တပလို့ခေါ်တာနော်အဖိုးရှိမှမောင်ထာမလို့မောင်ထာလို့ရင်ကမိဘစေဘသားချင်းတွေထိခိုက်လိမ့်မယ်ဆိုပြီးပတ်ဝန်းကျင်ကိုဒီအလေးထားပြီးတော့မကောင်းတာကရှောင်နေတာပတ္တပကိုဒိခါကိုထိမ့်ပြီးတော့မကောင်းမှုတွေကရှောင်ကျင်တာကောင်းဆုံးဖြစ်အောင်နေထိုင်တာကဟိရီ ဒါကြောင့်မို့ဟိရိနဲ့ဝတ္တပကိုလောကပါဠတရားလို့ခေါ်တယ်။လောကကြီးကိုထင်းသိမ်းဆော့ဆော့တာလူလောကမှာယဉ်ကျေးမှုကိုဖြစ်စေနိုင်တဲ့တရားသည်ဟိရိနဲ့ဝတ္တပပဲဖြစ်တယ်။အဲ့ဒီဟိရိဝတ္တပရဲ့တံဘိုးဟာခန္ဓာပြောရတဲ့လူရဲ့ကိုခြင်းတရားအသိကိုထင်းသိမ်းပေးတဲ့တရားတွေမှာအကြီးမားဆုံးသောတရားပဲဖြစ်တယ်ပေါ့။ကိုခြင်းသာတရားရဲ့ကံကံဤအကျိုးကိုသိမြင်တဲ့အသိဉာဏ်ရဲ့ဟိရိဝတ္တပရဲ့ ဒီအခြေခံစိတ်ဓာတ်တွေနဲ့ထိမ့်သိမ်းဆော့ရှော့လိုက်မယ်ဆိုလို့ရှိရင်ကမ္ဘာမှာအရင်ကြီးဆုံးရှင်ကြီးမှုအမြင့်ဆုံးလူမျိုးနဲ့နိုင်ငံဖြစ်လာမှာတေချာတယ်မြတ်ဗုဒ္ဓရဲ့ဆုံးမကိုလိုက်နာကျင့်သုံးခြင်းအားဖြင့်အခုလိုအခြေအနေမျိုးတွေဟာပေါ်ဆောင်လို့မရတာမဟုတ်ဘူးပေါ်ဆောင်လို့ရတကြိမ်တစ်ခါတုန်းကလည်းမြန်မာလူမျိုးတွေရင်ကျေးမှုဟာအလုံးကជីနူးဝန်တာလောက်အောင်အစင်တန်းမြင့်နေတာဖြစ်တယ် အဲ့ဒီစင်တမ်းမြင့်တဲ့ယဉ်ကျေးမှုတွေပြောက်ွယ်မတော့အောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကိုပြန်ပြီးဖော်ဆောင်လေးလာကျင့်သုံးခြင်းအပြင်မိမိတို့ရဲ့ယဉ်ကျေးမှုအမွေနှစ်တည်းလောကမှာလူတွေကယဉ်ကျေးမှုအမွေနှစ်ဆိုပြီးတော့ထိမ့်သိမ်းဆောင်ရှောက်ဖို့ရာစူးစမ်းတာရုပ်ဝတ္ထုတွေပဲထိမ့်သိမ်းဆောင်ရှောက်ရုပ်ဝတ္ထုတွေထိမ့်တာကတော့တခြားလူတွေပြစားရုံတော့ပဲဖြစ်တယ်တကယ်ကတော့အတွင်းအနှစ်သာရယဉ်ကျေးမှုတွေကိုသိရှိနားလည်ဖို့လိုအပ်တယ် အဲ့ဒီအတွင်းအနှစ်သာရယဉ်ကျေးမှုတွေကို ထိမ့်သိမ်းဆောက်ရှောက်ခြင်းအပြင်တွေ့တွေ့တွေ့ဤဘဝလည်းကောင်းကျိုးချမ်းသာရနောက်ဘဝလည်းကောင်းကျိုးချမ်းသာရနှစ်ဘဝလုံးချမ်းသာဒုက္ခရနိုင်တယ်ကိုချင်းတရားမျိုးဖြစ်တယ်ဆိုတာကိုစီကိုစီသဘောချပြီးလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်တည်း။